မင်္ဂလာပါရိုဘော့လေးကနေကြိုဆိုပါလေအချိန်မဆွဲပဲစလိုက်ကြရအောင်လူတွေကိုနားလည်ခြင်းဟာအစွမ်းထက်ဆုံးအရေးအတွေ့တစ်ခုဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့သင်ကသင်ရဲ့နယ်ပယ်မှာဘလောက်တော်တယ်ထက်တယ်ဆိုတာကိုစိတ်ဝင်စားပါဘူးသင်ကလူတွေအပေါ်နားမလည်ဘူးဆိုရင်တော့သင်ကသင်ရဲ့စွမ်းအားတွေကိုအသုံးမဝင်အောင် လုပ်နေတာ ਨੇ အတူတူပါပဲဒါကတော့စာရေးဆရာ Robert Green ပြောခဲ့တဲ့စကားတစ်ခုဖြစ်ပါတယ် ဒီနေ့တော့စာရေးဆရာ Robert Greene ရဲ့ The Laws of Human Nature လူတဘာဝရဲ့ဥပဒေသားများဆိုတဲ့စာအုပ်ထဲကအဓိကကြားတဲ့သင်ခန်းစာလေးကို အနှစ်ချုပ်ဖော်ပြသွားမှာဖြစ်ပါတယ်။လူတချို့ကဒီစာရေးဆရာကိုမကြိုက်ကြပါဘူး။ဘာကြောင့်လဲဆိုတော့သူကကျွန်တော်တို့ဝေမခန့်ကျင်တဲ့လူတဘာဝရဲ့အမောင်ဘက်ချမ်းကိုပွန့်ပွန့်လင်းလင်းဆွေးနွေးတတ်လို့ပါပဲ။ဒါပေမဲ့ကျွန်တော်တို့ဟာလူမှုအတိုင်းဝိုင်းနဲ့နေထိုင်ကြတဲ့အထက် ကိုကိုကိုနားလဲခြင်းနဲ့တခြားသူတွေကို နားလဲခြင်းဟာဘဝမှာအရေးအကြီးဆုံးအရေးအသွေးလေးတွေကတစ်ခုဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်ကတင့်ကိုဒီစာအုပ်ထဲကဥပဒေသား၁၈ခုကိုအနှစ်ချုပ်ရှင်းပြပြီးလူမှုဆက်ဆံရေးစွမ်းရည်တွေကိုနှုတ်တဆင်မြင့်တင်နိုင်အောင်ကူညီပေးသွားမှာဖြစ်ပါတယ်။လူတဘာဝရဲ့ဥပဒေသား၁၈ခု ဥပဒေသားတစ်ကမနာလိုခြင်းရဲ့ဥပဒေသား The Lord of Envy လူတွေဟာသူတို့ကိုယ်သူတို့ တခြားသူတွေနဲ့မတိစိတ်ကနေအမြဲနှိုင်းရှင်နေတတ်ကြပါတယ်ဒီလိုနှိုင်းရှင်မှုဟာမနာလိုခြင်းအဖြစ်အလွယ်တကူပြောင်းလဲသွားနိုင်ပါတယ်လူအများစုကသူတို့ရဲ့မနာလိုစိတ်ကို ဖုံးကွယ်ထားတတ်ကြပါတယ်ကျွန်တော်ရဲ့ပထမဆုံးအလို့ကဖနာဆိုင်တစ်ဆိုင်မှာပါအဲ့ကမန်နေဂျာကမနာလိုစိတ်အရင်ကြည့်တဲ့သူတယောက်ဖြစ်ပါတယ်သူကကျွန်တော်ကိုမြှောက်ပင်ပြောဆိုနေပေမဲ့သူ့ရဲ့မျက်လုံးတွေကလောင်းပြောင်းနေတာကိုကျွန်တော်ခံစားမိပါတယ်နောက်ပိုင်းကျွန်တော်အလို့ကောက်တစ်ခုရပြီးထွက်သွားတဲ့အခါမှာ သူကကျွန်တော်ပတ်ဆံခိုးလို့အလုပ်ထုတ်ခံရတယ်ဆိုတဲ့ကောလာဟလတွေကိုဖြန့်ခဲ့ပါတယ်။ဒါဟာမနာလိုစိတ်ရဲ့အန်ဒီယဟီတော်တက်တည်ပါပဲ။မနာလိုခြင်းကိုဘလို့သိရှိပြီးကြင်တွင်မလဲ။တစုံတယောက်ကိုမနာလိုစိတ်ရှိမရှိစမ်းသပ်ခြင်းရင်တင့်ရဲ့တည်င်းကောင်းတစ်ခုဖျောပြပြီးသူတို့ရဲ့တုံးပြန်မှု အထူးသဖြင့်မျက်လုံးတွေကိုလေးလာကြည့်ပါ။ဒါမှမဟုတ်တည်င်းစိုးတစ်ခုဖျောပြပြီးသူတို့စီမှာဖြောရှင်ခြင်းအရေးအယောင်လေးပေါ်လာမလားဆိုတာကိုစောင့်ကြည့်ပါ။ တခြားလက္ခဏာတွေကတော့တင့်ကိုအမြင်မတမတာထီအောင်လွတ်တာတွေအတင်းအဖြောင်းပြောတာတွေဖြစ်ပါတယ်မနာလိုစိတ်ကြီးတဲ့သူတွေနဲ့တက်နိုင်သမျှဝေးဝေးနေပါသူတို့စီကကောင်းတဲ့အရာဘာတစ်ခုမှရမှာမဟုတ်ပါဘူးရှောင်လို့ရမယ့်အခြေအနေမှာဆိုရင်တော့မကြွားဝါပါနဲ့တင့်ဘဝအကြောင်းတွေကိုနဲနိုင်သမျှနဲအောင်ပဲပြောပြကြီးလူတွေရဲ့အာယုံကိုစိုက်မခံပါတင့်ဘေးမှာတင့်အောင်မြင်မှုအတွက်အမှန်တကယ်ပြောရှင်ပြနေတဲ့အပေါင်းတင်ကောင်တွေကိုပဲထားပါ ကိုမှဖြစ်ပေါ်လာတဲ့မနာလိုစိတ်ကိုဂိုင်းတွေဖို့အတွက်တခြားသူတွေအတွက်ဖြောရှင်ပေးတတ်အောင် လေ့ကျင့်ပါဒါကမနာလိုစိတ်ကို လေးစားအားကျစိတ်အဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်ဥပဒေသား1ကတယုပ်ဆောင်ခြင်းအဥပဒေသား The Lord of Role Playing ကျွန်တော်တို့ဟာကိုယ့်ရဲ့အတွင်းစိတ်အမှန်ကိုလူတိုင်းကိုထုတ်ပြလေမရှိပါဘူးလူမှုဆက်ဆံရေးအခြေအနေတွေမှာအစဉ်တည်းချုံမွေးစေဖို့မျက်နှာဖုံးကပ်ပြီးတယုပ်ဆောင်တတ်ကြပါတယ်ဒါဟာမကောင်းတဲ့အရာမဟုတ်ပါဘူး လူမှုဆက်ဆံရေးအတွက်လူအပ်ကဲအစိတ်အပိုင်းကခုထူပါရယ်လင်ခဲ့တဲ့လားကကျွန်တော်တငယ်ချင်းတယောက်က သူ့ရဲ့ပြင်သစ်ကောင်မလေးရဲ့အဖေနဲ့တွေ့ဖို့ပြင်ဆင်နေပါတယ်ဆက်ဆံရခတ်တဲ့လူတယောက်ဖြစ်တာကြောင့်သူနဲ့အဆင်ပြေပြေစကားပြောနိုင်ဖို့ကျွန်တော်နဲ့အတူစကားပြောလေ့ကျင့်ခဲ့ပါတယ်ဒါဟာလူမှုညနေဖုံးကိုကျွမ်းကျင်စွာအသုံးပြုဖို့ကြိုးတင်ပြင်ဆင်တာပါလမ်းညွန်ချက်များတိလူမှုဆက်ဆံရေးမှာမျက်နှာဖုံးတတ်ဖို့လိုအပ်တယ်ဆိုတာကိုလက်ခံပါ ဒါဟာကျင်းဝတ်နဲ့မညီတာမဟုတ်ပဲလူမှုပတ်ဝန်းကျင်နဲ့လိုက်လုံးညီထွေဖြစ်ဟောင်းနေထိုင်ခြင်းတာဖြစ်ပါတယ်။နှစ်တခြားသူတွေရဲ့မျက်နှာဖုံးအောက်ကအမှန်တရားကို မြင်မှုအတော့စူးစားပါ။အရာအားလုံးကိုစူးစမ်းတည်ခြင်းလေးတဲ့ကလေးတွေလိုပဲသူတို့ရဲ့မျက်နှာမူရာစကားပြောအတန်တွေအတန်သာဆက်တဲ့ကိုအမှုရာတွေကို လေ့လာကြည့်ပါ။ဒါပေမဲ့သင်ကသူတို့ကို လေ့လာနေတာဆိုတာကိုတော့တိတာမနေပါစေနဲ့။ဥပဒေသား၃ ထထလဲလဲပြုမှုတက်ချေဥပဒေသား The law of compulsive behavior Compulsive behavior ဆိုတာ လူတရားသူတို့ရဲ့ဇယိုက်လက္ခဏာအရာ အမှုအကျင့်ပုံစံတစ်ခုကို အကောင်းဖြစ်စေအဆိုးဖြစ်စေထက်ခါထက်ခါပြုလုပ်လေရှိတာကို ဆိုလိုပါတယ်ဥပမာအချစ်ရဲမအမဲလူမရွေးတတ်တဲ့တငယ်ချင်းမျိုးပေါ့သူတို့ဟာအမားတစ်ခုတည်းကိုထက်ခါထက်ခါကျူးလွန်လေရှိပါတယ်လူတွေရဲ့ဇယိုက်ကိုနားလည်ပြီး ဆက်ဆက်ရေးကောင်းတွေတည်ဆောင်နီးတလူတွေရဲ့အမူချင်းပုံစံတွေကိုအာယုံဆိုင်ပါအထူးသဖြင့်သူတို့ပြဿနာတွေတာဝန်ယူမှုတွေနဲ့စိတ်ဖိစီးမှုတွေကိုဘလို့ကင်တွဲဖြေရှင်းလဲဆိုတာလေ့လာပါစိတ်ဖိစီးမှုများချိန်မှာ သူတို့ရဲ့ပင်ကိုဇေယိုက်အမှန်ပေါ်လာတတ်ပါတယ်လက်တွဲဖို့ဒါမှမဟုတ် look for ကိုင်ပဲရွေးချယ်တဲ့အခါမှာ ရုပ်ရည်စွဲဆောင်မှုတို့ထက်ဇေယိုက်လက္ခဏာကိုအဓိကထားပါဒါကတဲ့ကို အစိတ်အတော့ဖြစ်စေမဲ့ဆက်ဆံရေးတွေကနေကာကွယ်ပေးပါလိမ့်မယ်။၃ဘုပ္ပါအစိတ်အတော့ဖြစ်စေတဲ့ဇယိုက်ရှိသူတွေကိုရှောင်ပါ။၁အလွန်အကျွံပြီးဖြစ်ချင်တဲ့လူ The extreme perfectionist သူတို့ဟာအရေးသေးကောင်းဖို့ထက် အရာရာကိုထိ ंछ ချုပ်ရှင်စိတ်ကပိုများပါတယ်။သူတို့နဲ့အလုပ်လုပ်ရတဲ့သူတွေကို စိတ်ဖိစီးမှုတွေအများကြီးပေးတတ်ပါတယ်။၂ပုံကန်တတ်တဲ့လူ The rebel သူတို့ဟာဥဆောင်လွှမ်းမိုးခံရတာကိုမုံပြီးဝေဖာမှုကို လုံးဝလက်မခံနိုင်ကြပါဘူး။တင်သာသူတို့ကိုထိန်းချုပ်ဖို့ကြိုးစားရင်သူတို့ရဲ့ပုံကန်စိတ်က မကြခင်မှာတင့်အပေါ်ကိုကြားရောက်လာနိုင်ပါတယ်။၃ပုဂ္ဂိုလ်ရဲ့အစွဲကြီးသူ the oversensitive person သူတို့ဟာအရာရာကိုပုဂ္ဂိုလ်ရေးဆန်ဆန်ရှုမြင်တတ်ကြအောင်ထိလွေရှလွေဖြစ်တတ်ကြအောင်ကြက်ဥမကွဲအောင်ဂယုဆက်ရသလိုမျိုးဆက်ဆန့်ရခက်ခဲပါတယ်။၄ အပြောကြီးတဲ့လူ the bracket အစာပိုင်းမှာတော့အထင်ကြီးစရာကောင်းတယ်လို့ထင်ရပေမယ့်ကြာလာရင်တော့သူတို့မလုပ်ဖူးတဲ့လုံးနိုင်မှာမဟုတ်တဲ့အရာတွေကိုကြွားဝပြောဆိုနေမှန်းသင်သိလာပါလိမ့်မယ်ငါခလေးဆန်တဲ့လူ the drama prince or princess သူတို့ဟာခလေးဆန်စွာပြုမှုပြီးသူတို့လိုချင်တာမရရင်တင့်ကို အပြစ်ရှိသလိုခံစားရအောင် လုပ်တတ်ကြပါလိမ့်6ကေတင်ရှင် the savior ူတို့ကတင့်ကိုအယားယာကူညီနေမုံပေါက်ပေမဲ့သူတို့ရဲ့တကယ့်ရည်ရွယ်ချက်ကတင့်ကို ထိန်းချုပ်ဖို့ဒါမှမဟုတ်အတုံးချဖို့ကြိုးစားနေတာဖြစ်ပါလေဥပဒေသားလီလိုချင်စိတ်ပြင်းပြခြင်းဥပဒေသား The Lord of Covetousness ကလေးတယောက်ကတခြားကလေးကင်ထားတဲ့အယုတ်ကိုမှ လိုချင်တတ်တယ်လို့ပါပဲလူတွေဟာသူတို့မပိုင်ဆိုင်တဲ့အရာတားမြစ်ထားတဲ့အရာတွေကို ပိုပြီးတတ်မှတ်တတ်ပါတယ် ယင်းဤကျွဲမှုနဲ့ခံမှန်းရလွယ်ကူခြင်းတွေကလူချင်းတက်မှတ်စေကိုသိစေပါတယ်ဖြစ်ရှင်းနည်းများတက်တင်ပါကိုလူချင်းတာလဲဆိုတာကိုရှာပါဘယ်လိုစန္ဒတွေကအကျိုးဖြစ်သွင်းစေပြီးဘယ်လိုစန္ဒတွေကအကျိုးရစေလဲဆိုတာကိုခွဲခြားသိမြင်ပါ လူတိုင်းလူချင်းတိုင်းလက်လူချင်းပါနဲ့တူပျော်ရွှင်မှုကိုရှာပါတင်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ဂယုစိတ်သိမ့်မွေးပါဒါက မလိုအပ်တဲ့တတ်မှတ်မှုတွေကိုရော့ကြစေပါတယ်၃ရဖို့ခက်ခဲတဲ့လူတယောက်ထစ်ပါစေအမြဲတမ်းခံမှန်းရလွယ်ကူနေတာက ပြင်းလင်စေပါတယ်တင့်ကိုတင်လေးဝါးစမ်းပြတဲ့ပုံရိပ်တခုဖန်တီးပါအမြဲတမ်းလက်လက်မီအောင်မနေပါနဲ့ဒီလိုလှုပ်ချင်အားဖြင့်တခြားသူတွေကတင့်ရအာယုံဆိုင်မှုနဲ့လှုပ်ဆောင်မှုတွေကို ပို့ပြီးတက်မှတ်လာပါလိမ့်မယ်ဥပဒေသား၅ဖုံးကွယ်ခြင်းဥပဒေသား The Law of Concealment ကျွန်တော်တို့လူတိုင်းမှာအရေး shadow self လို့ခေါ်တဲ့ကိုယ့်ရဲ့မလုံခြုံမှုကြောက်ရွံ့မှုနဲ့မကောင်းတဲ့စိတ်ဆောင်မှုတွေကိုဖုံးကွယ်ထားတဲ့အမှောင်ပဲချမ်းရှိပါတယ်။ဒီအရေးကိုဖိနှိပ်ထားလေလေအဲ့ဒီအရေးကပိုပြီးအားကောင်းလာလေလေပါပဲ။အကြံပြုချက်များတင့်အရေးကိုမြင်အောင်ကြည့်ပါ။တင့်ကဘာကြီးကိုပြသတဲ့တင့်ပုံစံဥပမာအမဲပျော်နေတတ်သူကိုစမ်းစစ်ကြည့်ပါ။အဲ့ဒီပုံစံရဲ့စမ်းခြင်းပဲဟာ ်သင်ရဲ့ဖုံးကွယ်ထားတဲ့အရေးဖြစ်နိုင်ပါတယ်။နှစ်အရေးတွေကိုလက်ခံလိုက်ပါ။အောင်နေတဲ့လူအများစုဟာသူတို့ရဲ့ထူးခြားပြီးအများနဲ့မတူတဲ့စိတ်လက္ခဏာတွေကိုလက်ခံကြပါတယ်။သင်ရဲ့ဖုံးကွယ်ထားတဲ့အစိတ်ပိုင်းတွေကိုအတိအမှတ်ဖြူပြီးနားလဲပေးခြင်းကကိုကိုကိုဂိရုဏာတက်တက်လာစေပါတယ်။သုံးသင်ရဲ့အရေးတွေကိုရှာဖွေပါ။သင်ရဲ့အရေးကနေရလာတဲ့စွမ်းရည်တွေကိုတီထွင်ဖန်တီးမှုရှိတဲ့အလုပ်တွေဝါသနာတွေမှာအသုံးချပါ။ဥပမာ သင်ကစကားပြောအားနဲ့တတ်သူဆိုရင်စကားနည်းနည်းပြောပြီးပိုးပြီးနားထောင်ပေးတာမျိုး အပြောထက်အလုတ်ကိုသာအာယုံစိုက်တာမျိုးလုပ်ပါ ဥပဒေသား6အတ္တဝါဒဥပဒေသား The Law of Grandiosity အတ္တကြီးခြင်းဟာကိုချင်းစာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်အတ္တကြီးသူတွေဟာပြင်ပကအတိအမှပြူမှုနဲ့အာယုံစိုက်မှုကိုအဆက်မပြတ်ရရှိရင်သူတို့ကိုယ်သူတို့ဟာရနေတယ်လို့ခံစားရပြီးလိုချင်တာရဖို့တခြားသူတွေကိုကြိုးကင်ချဲ့လဲတတ်ကြပါတယ် ခါရဲ့တငယ်ချင်းမေဘယ်ဟာအတကြီးသူတယောက်ပါခါကသူ့မိသားစုတယောက်ဆုံးလို့ဝမ်းနဲ့နေချိန်မှာမေဘယ်ကသူ့ကိုအပေးနေတဲ့အနေနဲ့ရုပ်ရှင်အတူလိုက်ကြည့်ဖို့ခေါ်ခဲ့ပါတယ်ဒါပေမဲ့ခါကအညာစိတ်ညစ်နေလို့မလိုက်နိုင်ခဲ့ပါဘူးအဲ့ဒါကိုမေဘယ်ကသူ့နဲ့အတူရုပ်ရှင်လိုက်မကြည့်တဲ့အတွက်စကားမပြောဘဲအပြစ်ပေးခံခဲ့ပြီးရုပ်ရှင်လက်မှတ်ဝယ်လိုက်လို့မီတာခမဆောင်နိုင်တော့ကြောင်းပြောပြီးသူ့ကိုအပြစ်ရှိတယ်လို့ခံစားရအောင်လို့ခါသူမရဲ့မီတာခကိုပေးဆောင်စေခဲ့ပါတယ် အတကြီးချင်းရဲ့ကုထောင်းကတော့ကိုချင်းစာတရားပါပဲကိုချင်းစာတရားရှိသူတွေဟာနာကျင်မှုတွေကနေအမြန်ပြန်လဲထူထောင်နိုင်ပြီးပုံမကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်တောင်းနိုင်ကြပါတယ်ဥပဒေတာခုနှစ်စင်ကျင်တုံတရားမရှိခြင်းကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုစင်ကျင်တုံတရားထက်စိတ်ခံစားချက်တွေကပိုလွှမ်းမှုလေးရှိပါတယ်နာကျင်မှုကိုရှောင်ပြီးတာယာမှုကိုရှာလို့တဲ့စိတ်ကကျွန်တော်တို့မှားနေတာကိုတော့ဝေမခံခြင်းအောင်တွန်းပို့တတ်ပါတယ် ဂျန်ဟာအိမ်တောင်ကွဲနေတဲ့စိတ်ဖိအားတွေကြောင့်အလုံးမှအေတီရဲ့အမားသေးသေးလေးတစ်ခုအပေါ်မှာ အလွန်အကျွမ်းတော်ရကြီးတုံ့ပြန်ခဲ့ပါတယ်။ကေတီရဲ့အမားလေးအပေါ်မှာဂျန်ရဲ့တုံ့ပြန်မှုအားအစာမတန့်ကြီးနေခြင်းဟာသူ့ရဲ့စိတ်ခံလားချက်ကြောင့်ဖြစ်ပါတယ်။တင်ဘိုးကမှဒီလိုအခြေအနေမျိုးကြုံလာခဲ့ရင်အောက်ပါအချက်တွေကကူညီပေးနိုင်ပါလိမ့်မယ်။တစ်တင်ကိုယ်တိုင်လက်ဆင်းချင်းတုံတရားရမဲ့တတ်ဆိုတာကိုလက်ခံပါ။နှစ် သင်ရဲ့စိတ်ခံစားချက်ကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေနဲ့ပုံစံတွေကိုလေ့လာပါ။၃တုံ့ပြန်မှုမစိုးပါစေ။စိတ်တည်ငြိမ်အောင်အချင်းယူပါ။၄နာကျင်မှုနဲ့မတတ်မတတ်ဖြစ်ခြင်းတွေဟာဘဝရဲ့အစိမ့်ပိုင်းတစ်ခုအဖြစ်လက်ခံပါ။ဥပဒေသား၈အမြင်ချင်းချင်းဥပဒေသား The Law of Myopia တောင်ချင်းရင်မှာရနေရင်မြင်ကွင်းကချင်းမြောင်းထီတောင်ထိပ်ကိုတတ်သွားလေလေမြင်ကွင်းကပိုကျလာလေလေပါပဲ။ လူတွေဟနာချက်ချင်းဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေအပေါ်မှာလည်းတုံ့ပြန်တတ်ပြီးရေရှည်ကျိုးဆက်တွေကိုမေးလို့နေတတ်ကြပါတယ်။တက္ကနာရာပျော်ရွှင်မှုအတွက်စိတ်ကိုအလိုလိုက်တာအမြင်အောင်မြင်ခြင်းလို့အလွယ်လိုင်းကိုရွေးတာစိတ်ကိုမထိန်နိုင်လို့မိသားစုတငယ်ချင်းအလုပ်တွေမှာကြာရှုံးတာဒလွဲလန်းစင်တွေကြောင့်ဘဝရည်မှန်ချက်ပန်းနိုင်တွေနဲ့ဝေးရတာတွေဟာရေတိုကိုသာမြင်တဲ့အမြင်ကြောင့်ပါပဲဒီလီမွတ်မှာမွေတွေအများပေါတဲ့အတွက်အစိုးရကမွေအနေမှကာကွယ်နိုင်မှုမွေပွေးတွေဖမ်းလာပေးတဲ့သူတွေကိုစုငွေပေးမယ်လို့ကြေညာခဲ့ပါတယ် လူတွေကစုငွေရဖို့မွေးပွေးတွေမွေးပြီးတက်ကြပါတယ်။အစိုးရကအဲ့ဒီကိစ္စကိုတီးသွားလို့စုငွေပေးတာရက်လိုက်တဲ့အခါလူတွေကမွေးထတဲ့မွေးတွေကိုရက်ကွက်ထဲမှာပဲလွှတ်လိုက်တဲ့အတွက်မြို့ထဲမှာမွေးတွေပို့ပို့များသွားခဲ့ပါတယ်။ဒါဟာရေရူအဖြစ်ရှာမှုရဲ့နောက်ဆက်တွဲစိုးကြိုပါပဲ။ကိုက်တွဲဖီရှင်းနည်းများကတဲ့သင်လောက်ရတူရဲ့ဖြစ်နိုင်ခြေရှိတဲ့ရေရှည်အကျိုးဆက်အလုံးကိုထည့်သွင်းစဉ်းစားပါ။နှင်းလက်ရှိဖြစ်နေတဲ့ပဋိပက္ခတစ်ခုကသင်ရဲ့ရေရှည်ဦးစားပေးပန်းတိုင်တွင် 概念也拉出来变通的吧。都有些班内的的这些敌人的奥理解吧。例，敌人吃了对龙哥的起码，没落阿的吃了对个石头那样，真是个理解吧。乌布里达古，库干罗塞乌布里达，The Law of Defensiveness。လူတိုင်းမှာသူတို့ကိုသူတို့နဲ့ပတ်သက်ပြီးအဓိကယုံကြည်ချက်၃ခုရှိပါတယ်။၁ကသူတို့ဟာလွတ်လပ်တယ်၊၂ကသူတို့ဟာညံကောင်းတယ်၊၃ကသူတို့ဟာလူကောင်းတစ်ယောက်ဖြစ်တယ်။ တစုံတလောက်ကိုတရိုက်ပြောင်းလဲဖို့ကြိုးစားတာကသူတို့ရဲ့ခုခံကာကွယ်စိတ်ကိုနှိုးဆွားလိုက်တာပါပဲ။ကျောင်းမမူရစ်စေရောင်းလို့ကျောင်းထုတ်ခံရတဲ့ကောင်လေးတယောက်ဟာအိမ်မောက်လဲစာလို့ရတာကိုပြင်းနေခဲ့ပါတယ်။သူ့အမေကကျောင်းဦးကြီးကမင်းကိုကြာရှုံးစေခြင်းလို့ကျောင်းထုတ်ကသူ့မားကျောင်းသက်သက်ပြလိုက်လို့ပြောပြီးစာကြိုးစားအောင်လှုံ့ဆိုးပေးခဲ့တာကြောင့်ကျောင်းသားလေးဟာအရင်ကထက် စာကြိုးစားခဲ့ပါတယ်။လူလေးကိုထိထိရောက်ရောက်ဆွဲဆောက်စည်းရုံးနေကတစ်သူတို့ပြောတာကိုစိတ်ဝင်စားနားထောင်ပေးခြင်းဖြင့်သူတို့ကိုနားလည်မှုပေးပါ။နှစ် တငယ်ချင်းတယောက်လိုသူတို့ကိုလက်ထံတယ်လို့ခံစားရအောင်လို့ပါ။သို့သူတို့ရဲ့စိတ်မလုံခြုံမှုတွေကိုဖိဖျောက်ပေးပါ။လူတွေဟာအမှန်တရားထက်သူတို့မှန်ကြောင်ထောက်ခံမှုကိုပို့လို့ခြင်းတတ်ပါတယ်။လေလူတွေရဲ့ခေါင်းမအမှုကိုအသုံးချပါ။သင်အကြံဉာဏ်ကိုသူတို့ရဲ့ပုံကန်တတ်တဲ့သဘာဝနဲ့ကပ်ရင်းရအောင်ပုံဖော်တင်ပြပါ။ဥပဒေသားတစေအပြည့်စိတ်ဥပဒေသား The Law of Self Sabotage ကျွန်တော်တို့ရဲ့သဘောထားနဲ့ခံယူချက်ကသင်ကဘာကြီးကိုဘယ်လိုမြင်လဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်။ မြို့ရဲပန်းညံတွေကိုရှောက်လဲတဲ့အခါလူတွေအရန်ရှုပ်ပြီးစိတ်ပျက်စရာကြီးလို့တွေးမိတဲ့ဖလားပါတဲ့ရှုခင်လေးတွေကိုကြီးရှုခံလာပြီးပျော်ရွှင်နေတဲ့လူတွေနဲ့အပြုံးတွေမြပွေကဖော်ရွယ်ပါပြောဆိုဆက်သွက်လိုက်ပါအပြက်စိတ်ကိုပြပြနီးမြကသေတရားသည့်ဆွဲမှတ်ထားမှုကိုစူးစမ်းလို့စိတ်ညက်အစားထိုးပါနေ့အစိုးမြအတွေ့အကြုံတွေကိုသင်ယူစရာအခွင့်အလမ်းအဖြစ်ရှုမြင်ပါသုံးအကောင်းဉာဏ်သူတွေကိုတုံ့အပ်ရလို့မြင်တဲ့အစိုးမြဝါဒကိုပယ်ချပါလေး အရာရာကိုပုဂ္ဂိုလ်လေးဆံခန်းစားခြင်းဖြင့်မဖြစ်အောင်ကြိုးစားပါ။၅တင့်ကိုယ်သည်မကန့်သက်ထားပါနဲ့။အကောင်းမြင်စိတ်ကသင်ရဲ့ကျမ်းမာရေးနဲ့စွမ်းဆောင်ရည်ကိုတိုးတက်စေပါရဲ့။ဥပရိသဆက်တဲ့ဘဝင်စိတ်ဥပရိသ The Law of Grandiosity ကျွန်တော်တို့ရဲ့ကလေးဘဝမှာရည်မှန်းချက်ကြီးကြီးမားမားတွေကိုထားရှိတတ်ကြပါရဲ့။ကျွန်တော်တို့ကဆရာဝန်တယောက်ဖြစ်လာဖို့ထင်ရှားကြော်ကြသူဒါမှမဟုတ်ကမ္ဘာပေါ်မှာအောင်မြင်ဆုံးစီးပွားရေးသမားတယောက်ဖြစ်စေချင်တယ်လို့အိမ်မှန်မှတ်ထားကြပါလိမ့်မယ်။ ျွန်တော်တို့ကကျွန်တော်တို့ဖတာအရေးပါတယ်လို့ထင်မြင်နေရဖြစ်ပြီးကိုကိုပိုင်ကိုကောင်းတဲ့အမြင်နဲ့ပဲမြင်ချင်နေကြတာပါဒါကဆိုးတဲ့ကိစ္စတစ်ခုတော့ဟုံလွှဲနေပါဘူးကြီးမားတဲ့ရီမန်းချက်တွေကကျွန်တော်တို့ကိုဆက်လက်စ조사ခြင်းစိတ်ပေါ်နေစေပါတယ်နောက်ပြီးစိတ်ခွန်အားနဲ့စိတ်သက်တကြွမှုကိုဖြစ်ပေါ်စေပါတယ်ပြဿနာကဘယ်အချိန်မှစတာလဲဆိုတော့ကျွန်တော်တို့ရဲ့ရီမန်းချက်တွေကအစမတန်ကြီးသွားပြီးလက်တွေ့နဲ့ကင်းကွာသွားတဲ့အချိန်မှပါဖြစ်ပါတယ် ကျွန်တော်တို့ကအမှန်တကယ်တဲ့ကိုဖတ်တာကိုပို့ကောင်းတယ်တခြားသူတွေထက်ကောင်းတယ်လို့ယုံကြည်မိတတ်ကြပါတယ်ဒီလော့မန်တရားနဲ့ကင်းကွာသွားတာပေါ့ဒါကိုဖြည့်ရှင်းဖို့ဆိုရင်တော့ကျွန်တော်တို့ကကြီးမားတဲ့ရည်မှန်းချက်တွေကိုကျွန်တော်တို့ရဲ့အတောက်တွေနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပန်းတဲ့အလုံးနဲ့ဆုံးဖြတ်ချက်တွေနဲ့အတူဆက်သွယ်ချက်လေးစီးနေအောင်အကျိုးသင့်အကြောင်းအကျောင်းဖြစ်နေအောင်ချိဆက်ထားပေးရပါလိမ့်မယ်အကြံကျူးချက်များကတက်တင့်ကိုတင့်ရိုးသားပါတင်လိုချင်တာကဘာလဲတင်အမှန်တကယ်လုပ်လို့ရနိုင်လားနှစ် ပန်းနိုင်တစ်ခုတည်းကိုအာယုံဆိုင်ပြီးတဆင်ချင်းလှုပ်ဆောင်ပါ။၃တခြားသူတွေရဲ့အကြံပြုချက်များကိုလက်ခံပြီးသင်ရဲ့အစီအစဉ်တွေကိုလိုအပ်သလိုညှိနှိုင်းပေးပါ။၄။သင်ရဲ့လက်ရှိကျွမ်းကျင်မှုထက်အနည်းငယ်သာတွန်းလွန်တဲ့ project တွေကိုရွေးချယ်လှုပ်ဆောင်ပါ။အရှိန်ခုန်တစ်ခုရတော့တဲ့ဆိုရင်သင်ကိုယ်သင်ပုံမြင့်တဲ့ပန်းတိုင်တွေနဲ့စင်ခေါ်ပါ။ဥပဒေသားစနစ်။လိင်စိတ်ဥပဒေသား The Law of Gender Rigidity ။ရှီယောင်းတန်တာရီရဲ့အရာလူသားတွေဟာမူလကခန္ဓာကိုယ်တစ်ခုထဲမှာ ယောက်ျားကဘာဝနဲ့မိန်းမတဘာဝနှစ်မျိုးစလုံးပိုင်ဆိုင်ခဲ့ကြပါတယ်။သူတို့ရဲ့စွာအားကြီးမားမှုကိုမနာလိုဖြစ်တဲ့နတ်ဖျားတွေကသူတို့ကိုနှစ်ချမ်းခွဲလိုက်တဲ့အတော့အခုလက်ရှိလိုယောက်ျားမိန်းမဆိုပြီးကွဲပြားသွားခဲ့တယ်လို့ဆိုပါတယ်။ဒီယူဆကကျွန်တော်တို့အားလုံးမှာယောက်ျားဆက်တဲ့အရေးအတွေစိတ်သက်ခိုင်မာပြီးခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းနဲ့မိန်းမဆန်တဲ့အရေးအတွေခံစားလွှဲပြီးနူးညံ့တိမ်မွေ့အခြေနှမျိုးစလုံးပိုင်ဆိုင်ထားရတဲ့ဆိုတာကိုညွှန်းဆိုပါရစေ။ ဒါပေမဲ့လူအတိုင်းဝိုင်းကကျွန်တော်တို့ကိုတဖတ်ကိုဖိနှိပ်ထားဖို့တွန်းအားပေးလေရှိပါတယ်။ဒီအရေးအသွင်းတစ်ခုကိုအတွင်းစိတ်ထဲမှာမျှတအောင်ထိန်းထားနိုင်ခြင်းကတီထွင်ဖန်ဒီနိုင်စွမ်းကိုမြင့်တင်ပေးပြီးပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုရရှိစေပါတယ်။ဒီအချက်ကိုတရိယာချင်းအဖြစ်တင်းရဲ့ယောက်ျားဆန်တဲ့ပတ်ချမ်းနဲ့မိန်းမဆန်တဲ့ပတ်ချမ်းနှစ်ခုစလုံးကိုလက်ခံဖို့ပါတယ်။ဒါကတင်းရဲ့ပင်ကိုလက်ခံမှာကိုပြောင်းလဲခိုက်တာမဟုတ်ပဲတင်းဖိနှိပ်ထားတဲ့အရေးအသွေးတွေကိုပေါင်းစပ်ပြီး ပုံမပြည့်စုံတဲ့စစ်မှန်တဲ့လူတယောက်ဖြစ်လာစေဖို့ဖြစ်ပါတယ်။ဥပဒေသား73မရေမရာထက်ချင်းဥပဒေသား The Law of Aimlessness အောင်ငင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေဟာပုံမမြင်မားတဲ့ရည်ရွယ်ချက်နဲ့မချိတ်ဆက်ထားရင်တည်မြဲတဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။ရည်ရွယ်ချက်မရှိတဲ့ဘဝဟာဟာရနေတယ်လို့ခံစားရစေပါတယ်။ဒီအတွက်အကြံပြုချက်များ Find your life's calling သင်ကလီဘဝကာဒီနဲ့ဝါဒနာပါခဲ့တဲ့လူရတာကိုပျော်ရွှင်တဲ့အရာတွေကိုပြလဲရှာဖွေပါ use resistance as a motivator လူတွေရဲ့အဆိုးမင်ဝေဖန်မှုတွေနဲ့ဘဝရဲ့အခက်ခဲတွေကိုသင်ကိုယ်သင်တိုးတက်အောင်လုပ်ဖို့နဲ့ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့တဲ့ swan art အဖြစ်ပြောင်းလဲပါ surround yourself with purpose for people ရည်ရွယ်ချက်ခိုင်မာတဲ့လူတွေစီအားနေလေးလာသင်ယူပြီးမင်းဘဝအတွက် swan art ရယူပါ create a ladder of goals အလုပ်တွေအားလုံးကိုတပြားနဲ့လုပ်ချင်ကတင့်ကိုစိတ်သက်ကြဆဲပါလိမ့်မယ်တင့်ရဲ့ကြီးမားတဲ့ရေရှည်ရီမှန်းချက်ကိုတင့်ငယ်ကြီးလက်တွေ့ကြရဲ့အစင်လေးတွေဖြစ်ခွဲချမ်းပြီးတခုချင်းစီလှုပ်ဆောင်ကစိတ်အားသက်ကြွမှုကိုထိမ့်ထိမ့်ပါဥပဒေသား5အများစိတ်ဥပဒေသား the law of conformity တချို့လူငယ်တွေဟာတမူထူးခြားတဲ့အကြံဉာဏ်တွေရှိပြီးတခြားသူတွေနဲ့မတူညီတဲ့အစွန်းဥတီထွေမှုတွေလုပ်ချင်းကြပါတယ် ဒါပေမဲ့ပဝန်းချင်းရဲ့ဝေဖန်တိုက်ခိုက်မှုနဲ့ပညာမဲ့စွာတုံ့ပြန်မှုရှေးဦးဆွဲတွေကြောင့်သူတို့ရဲ့အကြံဉာဏ်တွေကိုလက်လွတ်ကာပုံမှန်မျိုးဖြလာလမ်းစဉ်အတိုင်းရေးစည်းမျိုးပါသွားကြပါတယ်။ဒါကအုတ်စုနဲ့တသားသေးကြလို့တဲ့စက်ကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုတောင်းလွှမ်းမိုးနိုင်စေရတယ်ဆိုတာကိုပြတာပါတယ်။ဒီဥပဒေသားကိုအကျိုးရှိရှိအသုံးပြုဖို့အစစ်အမှန်အုတ်စုတစ်ခုဖန်တီးပါ။အောက်ပါအချက်များကထိရောက်တဲ့အုတ်စုတစ်ခုကိုဥဆောင်ရမှကူညီပေးပါလိမ့်မယ်။ 1. ပတ်ကုံရေးတဲ့အကြံဉာဏ်တွေကိုဦးစားပေးပါ 2. ကောင်းမွန်တဲ့ဤမှန်ချက်တွေချမှတ်ပါ 3. တာဝန်တွေကိုခွဲပြီးပြီးအရေးကြီးတဲ့အရာတွေပေါ်မှာသာသိညစ်ဆွမ်းအံကိုအာရုံစိုက်ပါ 4. ပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုကိုအားပေးပါ 5. ယုံကြည်ခြင်းနဲ့ပွင့်လင်းမင်သားရဲ့စိတ်ခံစားချက်မျိုးနဲ့ဥဆောင်ပါဥပဒေသား5ပြောင်းလဲလွှဲခြင်းဥပဒေသား The Lord of Fickleness လူလိဟာကောင်းဆောင်မှုနဲ့ပတ်သက်ရင်စိတ်နှခွက်ဖြစ်ကြပါလေ။ တဖက်မှာလမ်းညွှန်ခြင်းကိုလိုချင်တယ်လို့နောက်တစ်ဖက်မှာတော့လွတ်လပ်မှုကိုတောင်းတကြပါတယ်။တင်ကခေါင်းဆောင်တစ်ယောက်ထစ်လာတဲ့အခါမှာတင့်ရဲ့အာဏာကိုအမြဲစင်ခိုခံနေရပြီးလူတွေကတင့်ကိုစန့်ကျင်ဖို့အမြဲအသင့်ရှိနေကြပါတယ်။ဒီအခြေအနေကိုနားလည်ပြီးအခွင့်အာဏာကိုထိန်းသိမ်းနိုင်ဖို့အတွက်အောက်ပနီးပြူဟာတွေကအရေးကြီးပါတယ်။ Authenticity တင့်ရဲ့ခေါင်းဆောင်မှုပုံစံဟာတင့်ရဲ့ပင်ကိုစရိုက်ကနေတဘာဝကြကြထွက်ပေါ်လာပါစေ။ Vision နားထောင်ကောင်းတစ်ယောက်ထစ်ပြီး ို့အတွက်ထက်အများအတွက်ကိုကူညီပေးဖို့ပူအာရုံစိုက်ပါ fairness ခက်ခဲတဲ့အခြေအနေများမှာအကြောက်ထရားနဲ့ဖီအားတွေကို ကြော်မြင်လိုက်ပြီးကြီးလင်းပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချက်နိုင်ပါစေစာနမူနာပြဥဆောင်ခြင်း leading by example ကြိုးစားလုပ်ကင်ပြခြင်းဖြင့်တခြားသူတွေအထက်စာနမူနာကောင်းဖြစ်ပါစေ giving more than taking ယူရတဲ့ပေးတာကိုပိုဦးစားပေးပါပြောင်းလဲပြလို့ရှိခြင်း adaptability သင်ရဲ့ခေါင်းဆောင်မှုပုံစံကိုခိနဲ့အညီဖြစ်အောင်အငဲနေပါဥပဒေသား6 ရန်လိုချင်းဥပဒေတာ The Law of Aggression ရန်လိုစိတ် aggression ဟာကျွန်တော်တို့အားလုံးမှာရှိနေတဲ့ရှေးကြတဲ့ဗီဇတစ်ခုဖြစ်ပါတယ်စိတ်မလုံခြုံမှုချင်းချောက်ခံရမှုတွေနဲ့ကြုံရတဲ့အခါဒီစိတ်ကပေါ်ထွက်လာပြီးနှုတ်မနှောင်တရစေမဲ့အပြုအမူတွေကို ဖြစ်စေပါတယ်ထိမ့်ချုံနီးညာတေတင်းရဲ့ရန်လိုစိတ်ဖြစ်ပေါ်စေတဲ့ပုံစံနဲ့အကြောင်းရင်းတွေကို သိအောင်လုပ်ပါ2တင်းရဲ့ရန်လိုစိတ်ကိုဖိနှိပ်မထားဘဲလက်ခံပါ3 အဲ့ဒီစွမ်းအိုင်ကိုတိကျပြီးကြီးမန်းချက်ချီတဲ့ပန်းနိုင်တွေစီကိုလမ်းကြောင်းလွှဲပါဇွဲရှိရှိနဲ့ကိုကိုကိုတန်တရားသူချင်းကိုကြော်လွှားပါငါတင်းရဲ့ရန်လိုစိတ်ကို လူတွေအပေါ်မှာမဟုတ်ဘဲပိတနာဖြစ်ရှင်တဲ့နေရာမှာအသုံးချပါဥပဒေတာဆက်ရှိမျိုးဆက်ကွဲများ၏အမြင့်ချင်းချင်းဥပဒေတာ The Law of Generation နဲ့ Myopia မျိုးဆက်တစ်ခုစီမှာသူတို့ခရီးရွှမ်းမှုမှုကြောင့်ဖြစ်ပေါ်လာတဲ့ကိုယ်ပိုင်ရှုထောင့်တစ်ခုရှိကြပါတယ် ကိုမျိုးဆက်ရဲ့စိတ်သက်ကိုနားလည်ပြီးအတိတ်ကနေသင်ခန်းစာယူကာအနာဂတ်အတွက်ပြင်ဆင်ဖို့အရေးကြီးပါတယ်။အကြံပြုချက်များတိတင်းကိုနောက်ပြန်ဆွဲနေတဲ့အတိတ်ကခင်မမီတော့တဲ့အသွေးခေါ်တွေကိုမျက်ကွက်ပြုပြီးခစ်တဲ့အောင်ငင်မှုတွေကိုစိန်ခေါ်ပါ။နှိအတိတ်ကသင်ခန်းစာယူပါဒါပေမဲ့လက်ရှိခင်နဲ့ကုတ်ညီအောင်ပြုပြင်သုံးစွဲပါ။သုံးတခြားသူတွေနဲ့ပုံမလွယ်ကူစွာဆက်သွယ်နိုင်ဖို့ခလေးတယောက်လိုပြောင်းလဲပြင်လဲစိတ်သက်ကိုမွေးမြူပါ။ငါ တင့်မျိုးဆက်ရဲ့အတွေးခေါ်တွေတချို့ကိုသဘောမတူရင်ဓာတ်ရိုက်ဆန့်ကျင်မဲ့အစားညင်သားစွာကင်တွယ်ပါငါမျိုးဆက်မတူတဲ့သူတွေနဲ့ပေါင်းတင်သည့်အမြဲလ ీల တင်ယူနေပါဥပဒေသားဆက်ရှိတိတ်ဆုံးခြင်းကိုညင်ကွက်ရခြင်းဥပဒေသား The Law of Death တနာရဲ့ကျောင်းကပေးလိုက်တဲ့အင်စာကိုနောက်ဆုံးသမတ်ရနာနီးမထားလို့တဲ့ကျောင်းသားလိုပါပဲတေချင်းတရားဟာဘဝရဲ့နောက်ဆုံးသမတ်ရ deadline ထိပါတယ်တေချင်းကိုညင်းဆန်နေခြင်းကအချိန်တွေကိုဖြုံးသားစေပါတယ် လက်ခံလိုက်ခြင်းကတော့ဘဝရဲ့လက်ရှိအခြေအနေကိုပုံပြီးတန်ဖိုးထားကလက်ရှိအခြေအနေကိုပဲအာယုံစူးစိုက်မှုရှိရှိနေထိုင်တတ်စေပါတယ်။သင်အခုအသက်30ဆိုပါစို့။သင်မှအလုံးလုံးနိုင်တဲ့နှစ်30လောက်ပဲကျန်ပါတော့မယ်။အချင်းခရီးသွားချိန်နဲ့ဖြောဖြေးရှိအချင်းတွေကိုနှုတ်လိုက်ရင်အသေးပဲရှိအလုံးလုံးဖို့15နှစ်လောက်ပဲအချင်းကြံပါတော့မယ်ကျွန်တော်တို့တနေ့မှာတည်ဆုံရမယ်ဆိုတာကိုလက်ခံလိုက်ခြင်းကဘာကတကယ်အရေးကြီးလဲဆိုတာကိုဦးစားပေးတတ်စေပြီးဘဝကို ပိုပြီးပြည့်စုံစွာနေထိုင်နိုင်အောင်ကူညီပေးလိမ့်မယ်လို့ယူဆပါရစေ တင့်ရှိမှကြံရှိနေတဲ့အခြေတွေကိုအကောင်းဆုံးအသုံးချလိုက်ပါ။ဏိဂုံတင့်ဘဝကိုတင့်ကိုယ်တိုင်ပုံဖော်ပါ။ဒီဥပဒေသားတွေကိုနားလေခြင်းဟာတခြားသူတွေကိုကြောက်ကင်ချဲလဲဖို့မဟုတ်ပါဘူး။ဒါဟာကိုကိုကိုကြွန့်ကျင်စွာထိန်းချုပ်နိုင်ဖို့ကိုပိုက်ဝင်ခြင်းမှရှိတဲ့လူတွေကိုပို့ပြီးနားလည်နိုင်ဖို့နဲ့တင့်ဘဝကိုပို့ပြီးကောင်းမွန်အောင်တည်ဆောက်ဖို့အတွက်အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ဘဝကတူတောင်းပါတယ်။ဒီအသိဉာဏ်ကိုအသုံးပြုပြီးပိုပြီးသိမြင်နားလည်မှုရှိတဲ့ရည်ရွယ်ချက်ရှိတဲ့ပြီးစုံတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။